ရုံတကောင်၅ချက်မစားနဲ့90ဖြစ်မှစားတခါတော့ကသားဖနှစ်ယောက်ဟာ အလွန်စီကားသောဈေးကြီးတစ်စည်းအတွင်းသို့ရောက်ရှိလာသောအခါအသက်ဆယ်နှစ်ခန့်သာရှိသောသားငယ်လေးကအဖေဖြစ်သူအားဗိုက်စားတဲ့အဖေရှေ့မှာရုံကင်းတွေရောင်းနေတယ်သားကိုဝဲကြည့်ပါတဲ့သားတကောင်ဘလောက်လဲသွားမိလိုက်လို့အဖေကပြောလိုက်ပါတယ်အဲ့ဒါနဲ့သားဖြစ်သူလဲရုံကင်းတွေကိုသွားမိတော့ ယူနကောင်၅ချက်လို့ဈေးတက်ကပြန်ပြောပါတယ်။တဖြစ်သူလဲအဖေတကောင်၅ချက်တယ်ဗျ။တောက်ဝဲချင်းတော့ဆိုတော့အဖေကသူ့ရဲ့လက်ထဲမှာကြစ်ကြစ်ပအောင်ဆုပ်ကင်ထားတဲ့ကစားတန်လေးတရက်ကိုကြည်ရင်အန်ကိုကျိတ်ပြီးတားဖြစ်သူကိုပြောလိုက်ပါတယ်။ယူနကောင်၅ချက်တယ်လား။မစားပါနဲ့အောင်သားရေ။လာတော့ရအောင်သား။ဗိုက်စာနေရင်အဖေတခြားဝဲချေးပါမယ်လို့ပြောပြီးတားဖြစ်သူရဲ့လက်ကိုဆွဲပြီးအဲ့ဒီနေရာကနေထွက်ခွာလာခဲ့ပါတယ်။ ပြီးတော့မှဘိမုံနှစ်ခုကြက်ဖိုးတားဖြစ်သူဗိုက်ပြေဝစီဖို့ဝဲချွေးခဲ့ပါတယ်ဒီလိုနဲ့နောက်19နှစ်လောက်ကြာတဲ့အခါအဲ့ဒီဈေးကြီးတဲ့ကိုပဲတားဖနှစ်ယောက်ပြန်ရောက်လာတဲ့အခါတားဖြစ်သူကပူဇော်ပြန်ပါတယ်အဖေခုမှယုံကင်းတဲ့ရှိသေးတယ်ဗျတားကိုယုံကင်းတကောင်လောက်ဝဲချွေးပါအဖေကတားတကောင်ဘလောက်လဲသွားမေးချေလွန်ခဲ့တဲ့19နှစ်လောက်ကတကောင်5ကျပ်သာရှိတဲ့ယုံကင်းဟာအခုတကောင်90ဖြစ်နေပါပြီ။ ဟာအဖေဈေးကြီးလိုက်တာတကောင်90တည်းဗျဒီမှာသား90မကားလို့9000ဖြစ်နေပါစေအခုအချိန်မှာငါသားစားချင်ရင်တကောင်မဟုတ်ဘူးနှစ်ကောင်စားလို့အဖေကပြောတဲ့အခါတားဖြစ်သူကအံ့ဩတဲ့မျက်နှာနဲ့ဟင်းခုတကသားစားချင်တယ်ဆိုတော့အဖေသားကိုဝယ်မကြွေးပဲအခုကျနှစ်ကောင်တော့ဝယ်ကြွေးနေပါလားအဖေရဆိုတော့ဒီမှာသားခုတကအဖေဝယ်မကြွေးခဲ့ဒါအဲ့ဒီတော့ကတားဖားနဲ့အစင်းစင်းရဲရဲနဲ့ဘဝကိုဖျက်ဆီးနေတဲ့အချိန်မှာအဖေလက်ထဲ တဆယ်တန်လေးတည်းရဲ့ပဲရှိတယ်ငါသာအဲ့ဒီအချိန်တုန်းကယူနီကောင်၅ချက်အဖေကျွေးရင်ရနိုင်ပြီမဲ့အဖေလက်ထက်မှာအကြံခဲ့မဲ့၅ချက်တန်လေးရက်ကအဖေတို့သားမ၂ယောက်မနေ့ဖြန်အတွက်တကယ်လိုအပ်မဲ့စံစီစားစားရတွေကိုဝယ်ဖို့မလုံလောက်တော့ဘူးသားအဲ့ဒါကြောင့်သားကိုဝယ်ကျွေးခြင်းနဲ့စံနာကိုချုပ်နေပြီးဘိမှုနှစ်ခုတကြဖိုးတာအဖေဝယ်ကျွေးခဲ့တာပါအခုအဖေတို့ကအရင်တုန်းကလိုမဟုတ်တော့ဘူးလေအခုအဖေတို့ချမ်းသာနေပြီ။ ါသားစားကျင်တာလှုပ်ချင်တာမှန်တယ်များကိုအခုချိန်မှာအဖေအကုန်လုပ်ပေးနိုင်တယ်ငါသားတဲ့ပုံမြင်လေးကတော့ဒါပါပဲကျွန်တော်တို့တွေလည်းဘဝကိုကိုအားကိုကိုဖျက်ဆီးနေကြတဲ့အချိန်မှာလှုပ်ချင်တာလှုပ်ချင်တာဝှစ်ချင်တာစားကျင်တာမှန်တယ်များကိုပုံမြင်လေးကအဖေဖြစ်သူလို့ဆန္ဒကိုချိုးနှိမ်ထားရပါမယ်ကိုဘဝရည်တည်ဖို့ခက်ခဲနေတဲ့အချိန်မှာပတ်စံရှိချမ်းသာနေတဲ့သူတွေနဲ့လိုက်ပြီးတမ်းမကြီးတက်မှာဘူးဥမာတစ်ခုပြောရရင်အခုလက်ရှိပတ်စံချမ်းသာတဲ့သူတယောက်ဟာသမင်းတစ်ပွဲတပေါင်းပေးပြီးစားနိုင်ပါတယ် အဲ့ဒီတစ်ထည်9000ပေးပြီးဝယ်နိုင်ပါတယ်အဲ့ဒီလိုပဲကျွန်တော်တို့ခင်ဗျားတို့လူတွေဟာလည်းအများတမ်းမဟုတ်ပေမဲ့အခါအလျော်ဆိုတာတစ်ထည်လိုလိုပဲထမင်းတစ်ပွဲ1000ပေးပြီးစားနိုင်တယ်လို့အဲ့ဒီတစ်ထည်9000ပေးပြီးလိုက်ဝယ်နိုင်ပါတယ်ဒါပေမဲ့တန်ဖိုးချင်းတူပေမဲ့ပိစက်ရကုန်ချင်းကမတူပါဘူးပတ်စံချမ်းသာတဲ့တစ်ထည်တယောက်ရဲ့လှုပ်အားနဲ့ရတဲ့ငွေတသိန်းဟာမိနစ်ပိုင်းကလေးနဲ့ဖြစ်နိုင်ပေမဲ့ကျွန်တော်တို့တွေရဲ့လှုပ်အားနဲ့ရတဲ့ငွေတသိန်းကတော့မိနစ်ပိုင်းလေးနဲ့မဖြစ်နိုင်လို့ပါနောက်ဆုံးစကားအနေနဲ့ ယူနီကောင်း၅ချက်မစားနဲ့50ဖြစ်မှာစားလို့ပြောလိုက်ပါရစေ။